ဲ့ဒါလေကိုဝိုင်းနေရဆိုတော့ကိုပျော်တာပေါ့အဲ့တုန်းကကိုကဟို IC fan လေးကိုကသိရမလား IC fan ဆိုတော့ကိုကအဲကိုဝိုင်းနေလဲရိုက်ရဆိုတော့ကိုအကြိုက်ဆုံးသချင်းလဲရိုက်ရဆိုတော့ပျော်တာပေါ့နာချင်မာကိုမြလေနာလေဘယ်လိုရင်ဆိုင်ပူပြီးတော့နည်းနည်းလွတ်လွတ်လပ်လပ်နဲ့အဲ့လိုမျိုးဘာမှတိတ်ပြီးတော့ခေါင်းထဲမှာဟိုတိတ်မတွေးပဲနဲ့ဒီလွတ်လွတ်လပ်လပ်ဟိုလုံနေရပေါ့အမှုပညာအဲ့လိုမျိုးတယောက်ပဲမြင်ပါတယ်ဘာလို့လဲဆိုတော့အမအဲ့ရွှေတုံးကอืมဟုတ်တယ် အလုတ်အလုတ်ပဲလုတ်နေအောင်တောက်လျှောက်နေအဲ့အရွယ်တောက်လျှောက်ကကြတော့သမီးတွေကိုလုံးလှရဆိုအမေကိုမမိဘူးလေ။ तू ကတော့သူ့မိမဟုတ်ဘူးလို့ပြောတာဖြစ်မှာ။နော်။အနုပညာအလုတ်ပေါ့လား။အော်အနုပညာအလုတ်ကတော့လေဘော်ဒီလာနဲ့မဆိုင်ဘူး။ကိုယ့်ရဲ့အသွေးတွေသားထဲမှာရောငငယ်ငယ်ကလေးကွာမင်းသမီးဖြစ်ချင်တာ။ ရိုက်ထားပြီးသားတွေကတော့ရှိတယ်ဒါပေမဲ့ယုံတင်ခွင့်ရတဲ့ပုံမူတီမှာပေါ့နော်ယုံတင်ခွင့်ရရဆိုလို့ရှင်တော့လဲသူခုအခုလိုပဲစိတ်စိတ်လေးမြင်လဲမြင်ရမှာပေါ့ဒါပေမဲ့ကြာရင်လဲကြာမှာပေါ့အဲ့ဒါကိုယ့်ပုံမမူတီဆိုအကိုကတော့ရိုက်เสียရှိရနောက်တော့ခုကကြာတော့ကိုယ်လည်းလာငားတဲ့ပုံလဲမူတီရပေါ့နော်ခုလာမငားရင်လဲမရိုက်ရမှာမဟုတ်ဆိုတော့အဲ့ဒါကြီးပေါ့တော့မူတီရပေါ့ တော်တော့အရင်တော့လည်းအချင်းကိုမျိုးသွားတွေ့လို့လေကို LP ကနောက်ဆုံးပါเนาะဟုတ်အဲအဲ့မှာကိုဝိုင်းနဲ့ကိုဝိုင်းကိုဝိုင်းဝိုင်းနဲ့ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့ဒီမှာတစ်ခါလေးပြရအောင်အာကိုဝဝိုင်းနဲ့တွေ့ရမှာအဲ့တော့အဲ့လိုမျိုးမသိဘူးနောက်တစ်ခါကျတော့အဲတချင်းရိုက်ရမယ်ဆိုတော့ဒီဟိုဟာတော့ဖုန်းဆက်တယ်ဒီထုတ်လို့ producer အကိုကကိုမောင်နှုတ်ဟိုဟာတော့ဖုန်းဆက်တယ်ဆိုတော့ ဒီ the end scale ဒီဟွာပေါ့နော်နောက်ဆုံးသချင်းလေးရိုက်ရမှာတဲ့အဲနောက်ဆုံးသချင်းဆိုအခွေရဲ့နောက်ဆုံးသချင်းလားဒါမှမဟုတ်လို့ရှိရင်နောက်ဆုံးဆွဲသချင်းနောက်ဆုံးဆွဲသချင်းတော့ငါအရန်ကြိုက်တာဟောသိရမလားအဲ့သချင်းလေးရိုက်ရရင်တော့ရန်ကောင်းမှာပဲဆိုပြီးအဲ့လိုမျိုးစဉ်းစားတယ်ဒါပေမဲ့တကယ်တမ်းကျတော့လေရိုက်ရတော့လေတကယ်အဲ့ကိုယ့်ရဲ့ဖြူရဲ့နောက်ဆုံးသချင်းလေးရိုက်ရရိုက်ရတော့လေကိုဝိုင်းနေရရဆိုတော့ကပျော်တာပေါ့အဲ့တော့ကကိုကဟို IC fan လေးကိုကသိရမလား IC fan ဆိုတော့ကိုကကိုဝိုင်းနေလေရိုက်ရရဆိုတော့ကိုအကြိုက်ဆုံးသချင်းလေးရိုက်ရဆိုတော့ပျော်တာပေါ့ language cool သက်ဆက်ကိုစီတန်ရမြာနေဟွန်းအဲ့လိုတော့မမေးကြည့်ဘူးဒါပေမဲ့ဒီကိုမမောင်ထုတ်လုပ်သူတွေနဲ့ကိုဝိုင်းတို့နဲ့ကြတော့ညီကိုလိုနေတယ်ထင်တယ်အမထင်တာကလေအဲ့တုန်းကကြတော့အဲ့အကြောင်းမလို့ရိုက်ဖြစ်သွားတာဖြစ်မယ်ထင်ပါတယ်တခါမှတော့အဲ့ဒါကိုသိချင်မမေးဘူးအခုပါပဲနော်ဟုတ်တယ်ဒါပထမအောင်ဆုံးနဲ့ဒါနောက်ဆုံးတော့ကိုကဝိုင်းနဲ့တွေ့ရဖြစ်တာနောက်ပိုင်းကြောင့်ရိုက်ဖြစ်သေးလားနောက်ပိုင်းမရိုက်ဖြစ်ဘူးအဲ့တစ်ခေါက်ပဲစုံပြစ်တယ်ဟုတ် ဟုတ်တယ်အဲ့ဒီခါပဲဆုံးပြတယ်ငိုတော့ငိုရတယ်နော်အဲ့ဒီ music video လေးထဲမှာအမှလည်းငိုရသေးတယ်ဟုတ်တယ်အိမ်ကပြီးစားတဲ့သူလည်းထားရမှာဆိုတော့အမှလည်းတတိထားပြမဲတော့လည်းရေးတော်တော်လာတာနော်ဟုတ်လားအဲမဟုတ်လာလာတယ်ဆိုတော့နည်းနည်းတော့ခင်ကျွန်တော်ကလည်းရေးလှကျင်တော့အလိုလူရည်ချောင်းပိတ်မှာအလိုသတင်းစာကိုအရှိထားပြီးတော့လည်းရေးလှအောင်ကျင့်မှုတယ်အဲ့လိုမျိုးလေးတော့ကျင့်မှုတာပေါ့နော် အဲ့ဒါကြောင့်ဖြစ်မှာပါတေချာရင်းတော့လှမှာပေါ့နော်ဒါပေမဲ့အခုကြာတော့နည်းနည်းဆရာဝန်လည်းရေးဖြစ်နေဘယ်လိုရင်းဆိုင်မဘယ်လိုရင်းကြည့်တယ်တခါလေးကြာရင်တော့ကြည့်ပြတယ်အဲ့ချိန်ရတော့အဲ့ချိန်အမှတ်တရပေါ့နော်ကိုကြိုက်တဲ့သချင်းလေးလည်းရိုက်ရတယ်အဲကိုကြိုက်တဲ့ဆိုတော့ပေါ့နော်အဲ့တော့ကို IC fan ဆိုတော့အဲအဲ့ကိုအိုင်းနဲ့နဲ့လည်းရိုက်ရတယ်ဆိုတော့ပျော်တာပေါ့ကိုရဲ့အမှတ်တရပါဟုတ်ကောင်မလေးကမိဘရဲ့ robot ကိုမြင်ရှုရတော့မှလည်းစာရေးပေးခဲ့ပြီးတော့ ပြတ်ထွက်သွားရမှာတော့ကားဝတ်တက်သွားတာကားဝတ်တက်သွားနော်ဒါပေမဲ့ကားနောက်ခံထဲတော့ဝင်ထိုင်လိုက်တာလားသူနော်နောက်ခံတော့ရောက်သွားသူကအပြီးတော့ထွက်သွားတာဟုတ်ကဲ့မဟုတ်ဟုတ်ပြတ်ကြည့်တိုင်းပေါ့အဲ့ခေတ်ကအောက်ဆီဆိုတဲ့ကောင်မလေးကဘယ်လိုညင်ပြီးလဲဟွန်းပို့ပြီးတော့နည်းနည်းလွတ်လွတ်လပ်လပ်နဲ့အဲ့လိုမျိုးဘာမှတိတ်ပြီးတော့ခေါင်းထဲမှာဟိုတိတ်မတွေးပဲနဲ့ဒီလွတ်လွတ်လပ်လပ်ဟိုလှုပ်နေရပေါ့အမှုပညာအဲ့လိုမျိုးတယောက်ပဲမြင်ပါတယ်ဘာလို့လဲဆိုတော့အမအဲ့ရွှေတုံးကဟွန်းဟုတ်တယ် အလုတ်အလုတ်ပဲလုံနေအောင်တောက်လျှောက်လေအဲ့ရွယ်တောက်လျှောက်ကကြတော့ခန္ဓာကိုယ်ကတော့အမေကကိုလုံးလှတယ်ဒါမဲ့အမေအရက်ကတော့အမေကနှိမ့်တာပေါ့နော်အဖေကတော့အရက်က၆ပြီ၅ပြီ၁၆ပြီဆိုတော့အဖေကတော့အရက်မြင့်နေတယ်ပေါ့အမတို့ကအရက်ကကြတော့အဖေနဲ့တူပါဒါမဲ့ခန္ဓာကိုယ်ကိုလုံးကိုပေါ့ကြတော့အမေနဲ့တူပါပေါ့ဒါမဲ့အဖေပြောတာကတော့음တမီးကြီးကိုလုံးလှတယ်ဆိုအမေကိုမမိဘူးလေ तू ကတော့သူ့မိမဟုတ်ဘူးလို့ပြောတာဖြစ်မှာနော်သမီးတို့ပဲပေါ့ချစ်ကြချစ်ကြပေါ့နော်သူတို့လေမြားချစ်ချစ်အဲ့လိုလေးဖြစ်မှာပေါ့ အနုပညာအလုပ်ပေါ့လားအော်အနုပညာအလုပ်ကတော့လေဘော်ဒီလာနဲ့မဆိုင်ဘူးကိုယ့်ရဲ့သွေးတွေသားထဲမှာရောငငယ်ကလေးကကွာမင်းသမီးဖြစ်ချင်တာငငယ်ကလေးကအဲ့လိုတရုပ်ဆောင်ဖြစ်ချင်တာအဲငါတရုပ်ဆောင်နေရမယ်အဲ့လိုမျိုးမှန်ကြည့်ပြီးတော့ငိုလိုက်ရီလိုက်ရီကြည့်လိုက်အဲ့လိုမျိုးလေးစကားပြောရင်နှခမ်းဘယ်လိုဖြစ်သွားလဲငါနှခမ်းဘာဖြစ်နေလဲငါဘယ်လောက်လောက်ရီရင်လှရလဲဘယ်လိုမျိုးမှန်ကြည့်ပြီးကိုယ်ကအမြဲတမ်းတွေးနေရသူဆိုတော့လေဟိုငါရဲ့ခန္ဓာကိုယ်လှရပဲငါမင်းသမီးတက်လုပ်လိုက်မယ်အဲ့လိုမျိုးတော့စိတ်ကူးတော့တခါမှမရှိခဲ့ဘူးပါအောင်ရှင်ဟုတ်ကိုကိုကိုဒီအချိန်မှာဒီအလှပြည့်စုံတဲ့အလှကိုပြောလို့ရတယ် uh nobody perfect ပေါ့နော်ဘယ်သူမှတော့ဟို100%ပြည့်စုံတယ်ဆိုတာမရှိဒါပေမဲ့အဲ့လိုမျိုးပြည့်မပြည့်စုံတာပဲလူတယောက်ကိုပြည့်စုံစေရလို့တော့အမှားတော့ထင်ပါတယ်ဟုတ်